ဒီကနေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာအမေရိကန်ကအီရန်ရဲ့အရေးကြီးတဲ့နျူကလ িয়ার စစ်ရုံတွေဖြစ်ကြတဲ့ Fordo, Natanz နဲ့ Alfahan ဆိုတဲ့နေရာတွေကိုစတင်တိုက်ခိုက်လိုက်ပါတယ်။ ။အီရန်ဘက်ကတော့ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြောမထားပေမဲ့တမရဒိုနယ်ထရန့်ကတော့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုအပြီးအပိုင်ဖျက်ဆီးလိုက်ပြီလို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အီရန်အနေနဲ့ငြိမ်းချမ်းရေးမလုပ်ပါကအခြားသောပြစ်မှတ်တွေကိုလည်းတိုက်ခိုက်နိုင်ကြောင်းသတိပေးခဲ့ပါသေးတယ်။အဆိုပါတိုက်ခိုက်မှုမှာအမေရိကန်က B2 ဘုံးကျဲလေယာဉ်တွေကိုအသုံးပြုခဲ့ပြီးတော့ပေါင်300အလေးရှိတဲ့ ဘန်ကာဘတ်စတာဘုံတလုံးကိုလည်းအသုံးပြုခဲ့တယ်လို့သတင်းတွေအရသိရပါတယ်။အဆိုပါဘုံကိုစီရင်အတွက်အသုံးပြုခြင်းဟာအခုတကြိမ်ကပထမဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။အီရန်ရရှိတွေကအမေရိကန်တိုက်ခိုက်မှုရဲ့အကျိုးသက်ရောက်မှုကို short ပေါ်ပြောဆိုနေကြပြီးတော့အချို့ကတော့ Fordo စက်ရုံဟာကြီးမားစွာပျက်စီးမှုတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့အီရန်ခေါင်းဆောင်တွေကတော့အခုတိုက်ခိုက်မှုဟာထာဝရအကျိုးဆက်တွေရှိလာလိမ့်မယ်လို့တတိပေးကကုလသမဂ္ဂလုံခြုံရေးကောင်ဆယ်ကိုအရေးပေါ်အစည်းအဝေးလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။အီရန်ရဲ့အကြီးအကဲအလီခါမနီကတော့အမေရိကန်ရဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့တစုံတရာတုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။ အစ္စရေးအီရန်ပြည်ခါဟာဒုတိယအပတ်သို့ဝင်ရောက်နေပြီဖြစ်ပြီးတော့နှစ်ဖက်လုံးကတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေကြပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက်အီရန်ကနေပြီးတော့မစ်ဆိုင်းအစ်စ်တွေနဲ့အစ္စရေးကိုပစ်ခတ်လိုက်ကြောင်းအစ္စရေးကတရင်ထုတ်ပြန်ထားပါတယ်။ဆိုတော့အမေရိကန်ကအီရန်ကိုတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကိုအမြင်သဘောထားတွေကိုအောက်ကကွန်မန့်မှာရေးပြခဲ့ပါအောင်နော်။